ီရုံးမှာအလုတ်ကနေစောစောမပြန်တဲ့သူတွေကအသက်ခံရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့အစမှာတော့ဒန်းနဲ့ဈေးကုမ္ပဏီရဲ့ရုံးချုပ်ကိုအလုတ်သမားဟောင်းဂျွန်ဟာရောက်လာပြီးဓာတ်လီကားထဲဝင်သူ့အိတ်တွေကိုဖွင့်ပြီးတော့တနတ်ကိုထုတ်လိုက်ပါတယ်။နောက်တော့ကုမ္ပဏီကယာရူးကြီးဘဲကြီးတွေကိုတပ်ပစ်ခဲ့ပြီးအောက်ထပ်ကိုပြန်ဆင်းလာတဲ့အခါမှာအဲဂျိုကောင်တာမှာရဲတွေရောက်လာတာကိုတွေ့လိုက်ရပါတယ်။ပြည်တာနဲ့ဂျွန်ဟာတယောက်ယောက်တော့တစ်ခုခုလုံးရမယ်လို့ပြောပြီး ူ့ကိုယ်သူတနက်နဲ့ပြစ်တက်ပြီးတက်တည်လိုက်ပါတယ်။အဲ့ဒီဖြစ်ရပြီးတဲ့နောက်မှာတော့သတင်းစီစဉ်တစ်ခုကနေဒန်းတဲ့ဈေးကုမ္ပဏီအားဈေးသက်တမျိုးကိုထုတ်လွှင့်လိုက်ပြီးဖြစ်ကြောင်းနဲ့အဲ့ဒီဈေးက FDA အတိမတ်ပြုရထားပြီးပြင်မယ်။တည်စီနိုင်လောက်တဲ့အထိပေးတွေ့ဆိုကြိုးရှိကြောင်းတကယ်လဲအဲ့ဒီဈေးကြောင့်လူ၃ယောက်တည်ဘူးကြောင်းတင်ဆက်နေခဲ့ပါတယ်။အဲ့ဒီသတင်းကြောင့်ပဲကုမ္ပဏီအားတရားစွဲခံလာရပြီးတော့ store ဈေးတွေလည်းထိုးကျကုန်ပါတယ်။ဒါကြောင့်ကုမ္ပဏီဘက်ကရှိသမျှတက်တည်တွေကိုဖျောက်ဖြစ်ဖို့ကြိုးစားလာပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ကုမ္ပဏီကိုတရားစွဲတဲ့ဘက်ကအရေးကြီးရှိနေကြတော့အယ်လန်ဆိုတဲ့ဘဲကြီးပဲဖြစ်ပါတယ် အဲလန်ကဒီမိုကြီးကသူ့အလုပ်ပေါ်အများကြီးတက်ရောက်မှုရှိနိုင်တာကိုလက်ခံလိုက်ပြီးတော့သူ့ကိုကူညီပေးဖို့လဲလက်ထောက်ရှိနေတွန်ကိုလည်းခံထားခဲ့ပါတယ်တွန်ကတော့စာရေးစာတမ်းကိစ္စတွေကင်တွယ်ရပြီးတနင်္လာနေ့ရှေ့နေရုံကိုလာတယ်သူ့ရဲ့ဝင်ငွေကပ်ပြားကိုအဆင့်ပြန်မြင့်ရပါတယ်ဘာလို့လဲဆိုတော့ရုံကဝင်ငွေကပ်ပြားတွေကိုစနေတနင်္ဂနွေရောက်တိုင်းတပတ်တခါအစကနေ reset ပြန်ချလို့ပဲဖြစ်ပါတယ်ကျွန်ဟာအဲ့ဒီအမှုမှာအဓိကမြင့်မြင့်တက်တက်ဖြစ်ပြီးအခုတည်သွားပြီဖြစ်တာကြောင့်တွန်ကနှလုံးပေါက်ပြီးတည်သွားတဲ့သူတွေကိုဒီမှုမှာတက်တက်ဖြစ်သုံးမလားလို့အဲလန်ကိုပြောခဲ့ပါတယ် ဒါပေမဲ့တမန်ကရှန်ကတက်တည်လောင်းတဲ့ကအလုံးမဖြစ်ဘူးလို့ပြောပြီးအယ်လန်ကလက်မခံခဲ့ပါဘူး။တွန်ဟာသူ့မှာအမှုတွေရှိပြီးနေတာတော့ဂမ်ဘီဆိုပြစ်မှုကျူးလွန်တဲ့မိသားစုအမှုကိုပါကင်တွဲခြင်းကြောင့်တခြားဆရာတယောက်စီမှာမှတ်တမ်းသွားတင်ထားတာကြောင့်အဲ့ဆရာကကို့မှာရှိပြီးသားအမှုကိုပဲတရားကင်တွဲဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တွန်ဟာအဲ့လက်သင်ခိုင်းတဲ့ဖိုင်တွေကိုဖိုင်သိမ်းတဲ့အခန်းထဲမှာသွားသိမ်းပါတယ်။အဲ့ဒီမှာသူ့စော်လေးလေးဖြစ်လို့ဖို့ကင်ပဲလေးလေးဖြစ်တဲ့အန်နာနဲ့တွေ့တော့ ကကြည်ကကြည်တွေကတိုးလေးပေးလိုက်ကြပါသေးတယ်။နိုင်နေငယ်ကြမှာတော့အေလန်ကမနေ့ကတည်းကဆာဗာကျသွားလို့ဆိုပြီးအားလုံးကိုအိမ်ပြန်ဖို့ခွင့်ပြုလိုက်ပါတယ်။တွန်ကိုတော့ခုနကအချားမှုကိုကန်ကျင်လို့မှတ်တမ်းသွားတင်တာနဲ့ပတ်သက်ပြီးအဲ့ဒီမှတ်တမ်းထဲမှာအန်ရရှိတဲ့အမားလို့လို့ဆိုပြီးတော့အလုပ်ဖြုတ်လိုက်ပါတယ်။အဲ့နောက်တွန်တယောက်အိမ်ပြန်ဖို့ဓာတ်လီကားတဲ့ဝင်တဲ့အချိန်မှာအထဲကိုတခါမှမမြင်ဘူးတဲ့သူတယောက်ဝင်လာပြီးတော့သူတို့အောက်ထပ်ကိုရောက်တဲ့အချိန်မှာတော့အဲ့ဒီလူကကျမ်းမြင့်မှာအိတ်တလုံးကိုခြားထားလိုက်တာကိုတွန်တွေ့လိုက်ရပါတယ်။ ဲနောက်နောက်ထပ်လူတယောက်ကအဲဒီအိတ်ကိုယူသွားပြီးတော့ဓာတ်လီကားတဲ့ပြန်ဝင်လာတာကိုထပ်တွေ့လိုက်ရတဲ့အတွက်တွန်လဲမတင်ကဖြစ်သွားပြီးလိုက်ချောင်းမှုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီနေ့တက် reset ဖြစ်သွားပြီးပြီမို့သူ့ရဲ့ဝင်ငွေကကလုံးမလုံးတော့ပါဘူး။ဒါကြောင့်ထားလိုက်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပြီးတော့ပြန်ဖို့လုပ်ပေမဲ့အပြင်မှာလူစင်းတယောက်ကရောင်းလေလေလုံနေတာကြောင့်လုံဂျုံကြီးကိုပြောပြီးတော့ကတ်ကိုအတက်သွင်းခိုင်းတာပေါ်ရက်ကိုတက်သွားခဲ့ပါတယ်။ရုံကန်းကိုရောက်တော့တွန်တယောက်လိုက်ပတ်ကြည့်နေခဲ့ရင်နောက်ဆုံးမှာတော့သူ့ရဲ့လုပ်ဖို့ကင်ပက်ရောဂျာကသူ့ခုံမှာတစ်ခုခုလုံနေတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်အထဲဝင်သွားတဲ့အချိန်ရောဂျာရဲ့ပြုမှုတွေကထူးဆန်းနေတာကိုပါတွေ့လိုက်ရပြီးခုံပေါ်မှာတွန်နေကင်းက တင်ထားတဲ့ file တွေကိုပါတွေ့လိုက်ရတော့တန်တရာပိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်သူဖုန်းကနေဗီဒီယိုခိုးရိုက်ထားပြီးအဲနာကခဲတံကွက်ထဲမှာအသားလေးဝှက်ထားလိုက်ပါတယ်။ပြည်ရနယ်စပီးလိုက်ပတ်ကြည့်တဲ့အခါသစိမ်းတယောက်ကမီးပုတ်ကိုတခုခုလုံနေတာကိုတွေ့လိုက်ရပြန်ပါတယ်။အဲနောက်သူ့နားကိုရှေ့နေတယောက်ရောက်လာပြီးတခါမှမမြင်ဘူးတဲ့အတွက်ဝန်ထမ်းကပြခိုင်းခဲ့ပါတယ်။လူစိမ်းကသူကပြုပြင်ထိန်းသိမ်းဝန်ထမ်းတယောက်ပါလို့ပြောတော့ရှေ့နေမျိုးသမီးကအသေးချောင်ဖုန်းဆက်မီးပုတ်လုတဲ့အခါလူစိမ်းကနောက်ကနေတနက်နဲ့ပြစ်တတ်လိုက်ပါတယ်။ပြီးတော့အလောင်းကိုလည်းဖျောက်ပြစ်လိုက်ပါတယ်။ တွန်အားကြောက်လန့်ပြီးတက်ဆင်ကန်ဘက်ကိုထွက်လာတဲ့အချိန်တက်ဆင်ကန်ထဲမှာလုံခြုံရေးတယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အလောင်းကိုသွားစစ်ဆေးတဲ့အချိန်မှာဘိုးတိုင်းရေဆွဲချတဲ့စင်စာကိုထိသွားပြီးရေဆွဲချတဲ့အတန်ထွက်သွားတဲ့အတွက်တကားကိုအမြန်ပိတ်ပြီးပုံနေလိုက်ရပါတယ်။နောက်တော့ခုနကလူသက်သမားဝင်လာပြီးသူ့မျက်နှာကသွေးတွေကိုတန်ရှင်းလုပ်နေတာ။ဗဇက်ကလည်းအလောင်းကိုမင်းစီကတော့တွေငါလိုတယ်ကွလို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့လူသက်သမားအလောင်းရှိတဲ့အိမ်သာထဲမဝင်လာခင်တွန်ကအချိန်မီလေးကက်လျက်အိမ်သာကိုအောက်ကနေရှောပြီးတော့ကူးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့လူသက်သမားကတော့ရီရောတနတ်ရောစကားပြောဆက်ကိုပါအလောင်းစီကနေယူလိုက်ပါတယ်။တုံအားဟိုဘက်အင်သားထဲမှာပုံဖို့လုပ်နေရင်ထပ်ပြေးအင်သားရေဆွဲချတဲ့စင်စာကိုထိမိသွားပြန်ပါတယ်။ဒါမဲ့ကံကောင်းညွန်တော့လူသက်သမားကလည်းရေဆွဲချလိုက်တဲ့အတွက်တစ်ချိန်နဲ့အတန်းဆုံးသွားပြီးတုံကိုတတိမထားမိတော့ပါဘူး။အဲ့နောက်မှာတော့လူသက်သမားဟာစကားပြောဆက်ကိုပောက်ခွဲလိုက်ပြီးဖိုင်တွေတင်ထားတဲ့အခန်းထဲမဝင်ခင်မိသက်အေးပေါ်ရေပန်းဘားကြီးကိုပိတ်ထားလိုက်ပါတယ်။နောက်တော့အဲ့ဒီဖိုင်ခန်းထဲမှာပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေတတ်ထားလိုက်ပါတယ်။ အဲ့ဒီချိန်တွန်ကတော့နားနေခန်းလေးကိုသွားရင်အဲဒီကရောဂျာနဲ့တွေ့ကလူသက်သမားရဲ့အကြောင်းကိုသူ့ကိုပြောပြလိုက်ပါတယ်ပြီးတော့သူတို့ဓာတ်လီကားစီကိုပြေးသွားခဲ့ပါတယ်ကန်ဆိုးစာပဲဓာတ်လီကားကလုံးမလုံးတာကြောင့်ကော်ရက်တာကနေပြေးပြေးအရေးပေါ်ထွက်ပေါက်စီကိုပြေးပါတယ်ဒါမဲ့အရေးပေါ်ထွက်ပေါက်တကားကိုလူသက်သမားကဖြစ်စည်းထားတာဖြစ်တဲ့အတွက်သူတို့ထွက်လို့မရတော့ပဲအထင်းမှပြိမိသွားခဲ့ပါတယ်အဲ့နောက်သူတို့နှစ်ယောက်ဟာအဓိကနေရာကိုသွားပြီးကောင်တာကကွန်ပျူတာကိုသုံးကြည့်ဖို့လုပ်ပေမဲ့အင်တာနက်ကကျနေခဲ့ပါတယ်အဲ့နောက်သူတို့ဘက်ကိုလူသက်သမားလာတာကိုတွန်ကတွေးတဲ့အတွက်နှစ်ယောက်သားပုန်းလိုက်ကြပါတယ် ဒါမဲ့ကွန်ပျူတာကပွင့်နေသေးတဲ့အတွက်လူသက်သမားကတန်လျာဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ကွန်ပျူတာကိုပိတ်ပြီးတဲ့နောက်မှာတော့လူသက်သမားဟာလှုပ်လှုပ်တဲ့နေရာစီကိုရောက်သွားပြီးတော့ရောဂျာရဲ့ကတ်ကိုယူကာတကားဖွင့်ပြီးအလန်တို့ရှိတဲ့အရာရှိရုံးခန်းတွေစီကိုသွားပါတော့တယ်။သူထွက်သွားတော့ဂျန်နဲ့နှစ်ယောက်ဟာပုံနေရာကနေတခုခုရှာဖို့ထွက်ပြေးကြပါတယ်။တွန်ကရောဂျာရဲ့ဝင်ခွင့်ကတ်ကိုတောင်းပြီးအလန်ကိုရှာဖို့အရာရှိရုံးခန်းစီကိုထွက်လာဖို့လုပ်ခဲ့ပါတယ်။ရောဂျာကိုတော့ဖုန်းကိုရှာခိုင်းပြီးရဲခေါ်ထားဖို့မှတ်ထားခဲ့ပါတယ်။ ီလိုနဲ့တွန်တယောက်တကားကိုဖွင့်ပြီးဂျာကင်နဲ့ညှက်ခဲ့ပြီးအဲလန်ကိုစရှာပါတော့တယ်ရောဂျာကတော့သူ့ခုံပေါ်ကဖုန်းကိုယူပြီးသူ့မိမကိုဖုန်းခေါ်ပါတော့တယ်ဒါပေမဲ့ဖုန်းထဲမှာအကြောင်းစုံပြောမပြရသေးခင်မှာပဲလူသက်သမားရောက်လာပြီးသူ့ကိုတနက်နဲ့ချိန်တာကအားလုံးအဆင်ပြေပါတယ်လို့ပြောလိုက်လို့ပြောခိုင်းခဲ့ပါတယ်။အဲဒီမြင်ကွင်းကိုပြင်ကနေတွေ့သွားတဲ့တွန်ကနားနေကန်းလေးကိုသွားပြီးဓာသွားရှာခဲ့ပါတယ်။ရောဂျာဖုန်းချလိုက်ပြီးတဲ့နောက်မှာတော့လူသက်သမားကရောဂျာကိုမင်းအပြင်ဒီရုံးမှာဘသူတွေရုံးစင်းနောက်ကျနေသေးလဲလို့မေးတဲ့အခါရောဂျာကသူတယောက်ထဲပါလို့နေလိုက်ပါတယ်။ ဒါကြောင့်လူသက်သမားကဝါယာကျိုးနဲ့ရော်ဂျာရဲ့လေဘင်းကိုညှစ်ပြီးတက်ပစ်လိုက်ပါတယ်။အဲ့ဒီမြင်ကွင်းကိုခုနကတွန်ဗီဒီယိုရိုက်ပြီးဝှက်ထားခဲ့တဲ့ဖုန်းကနေအမိအရရိုက်ထားနိုင်လိုက်ပါတယ်။ခဏကြာမှာတော့တွန်ရောက်လာပေမဲ့ဇပွဲပေါ်မှာဘသူမှရှိမနေတော့တဲ့အခါတွန်ကသူ့ဖုန်းကိုယူပြီးရဲကိုဖုန်းခေါ်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းဘက်ထရီကကုန်သွားတာကြောင့်အာသွင်ကျိုးတက်ခတ်ပြီးရုံငန်းတစ်ဝက်လိုက်ပတ်ကြည့်တဲ့အခါရော်ဂျာရဲ့အလောင်းကိုသူ့ထိုင်ကုန်မှာတွေ့လိုက်ရပါတယ်။ အဲ့ဒီချိန်တစ်ဖက်မှာတော့လူသက်သမားကပြန်လာပြီးတကားမှတွင်ရဲ့ဂျာကင်ကိုတွေ့သွားခဲ့ပါတယ်။တွင်ကလည်းရိုဂျာရဲ့ဝင်ခွင့်ကတ်ကိုယူထားလိုက်ပြီးဗီဒီယိုထဲမှာအမြန်ပုံလိုက်ပါတယ်။နောက်တော့ဗီဒီယိုထဲမှာလည်းခွန်နာကရှေ့နေမျိုးသမီးရဲ့အလောင်းကိုမြင်လိုက်ရတော့လန့်သွားခဲ့ပါတယ်။အဲ့ဒီချိန်လူသက်သမားကရိုဂျာရဲ့အလောင်းကိုတရွတ်တိုက်ဆွဲခေါ်သွားပြီးတရားရုံးကိုဖုန်းခေါ်ကာအမန်ဆိုဒီပေါ်မှာဘသူမှရှိနေရမှာမဟုတ်ဘူးလေလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်တွင်ရဲ့ဖုန်းကအားသွင်းတာပြေသွားလို့အချက်ပေးတန်ကြီးထမိလာခဲ့ပါတယ်။ဒါကြောင့်လူသက်သမားကဖုန်းကိုတွားကြည့်လိုက်တဲ့အခါတွင်ရဲ့စော်လေးအန်နာဖုန်းခေါ်နေတာကိုတွေ့လိုက်ရပြီး ဖုန်းကြသွားတော့သူရောဂျာကိုတတ်နေတဲ့ဗီဒီယိုကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ချက်ချင်းဖြစ်လိုက်ပြီးစတင်တဲကနေတွန်ရဲ့နံမီနဲ့ဓာတ်ပုံကိုသွားရှာကြည့်ခဲ့ကနောက်ဆုံးမှာတော့ခုနကဂျာကင်ပိုင်ရှင်ကတွန်မှန်းတီသွားခဲ့ပါတယ်။ဒါကြောင့်လူသက်သမားကတွန်ရဲ့နံမီကိုခေါ်လိုက်ပါတယ်။တွန်ကတော့ခွန်အောင်မှာပဲငြိမ်ငြိမ်လေးပုန်းနေပြီးလူသက်သမားထွက်သွားတော့မှတခြားရုံငန်းတစ်ခုထဲကိုဝင်သွားကမိပေးချက်ပေးစင်စာကိုတက်ဝင်သွားအောင်တီရှူးဆက်ကူစားကိုမိရှုပြီးတော့စင်စာနားမှာတိတ်ထားခဲ့ပါတယ်။ ဒါမဲ့လည်းသူလုတ်ခဲတာကလုံးမဖြစ်ခဲ့ပါဘူး။အဲဒီနောက်တွန်ဟာနီနာဆော်ဦးကအလုတ်လုံနေတဲ့လူတယောက်ကိုတတိထားမိသွားပြီးသူ့ကိုအာယုံဆိုင်မိသွားအောင်လိုက်ကစားတွေကိုမိရှို့လိုက်ပါတယ်။ဒီလိုနဲ့ပဲဟိုဘေးတိုက်ကလူဟာသူ့ကိုတွေ့သွားတဲ့အခါတွန်ကအကူကြီးလမ်းခေါ်ပေးဖို့လမ်းအချီရနဲ့လှုပ်ပြခဲ့ပါတယ်။ကန်စိုးစွာပဲလူသက်သမားကလည်းညှော်နှံရလို့ဆိုပြီးမိသက်ဆေးဘူးယူကမီးလောင်နေတဲ့အခန်းကိုပြေးပါတော့တယ်။တွန်ကလည်းလူသက်သမားမလာခင်ထွက်ပြေးခဲ့ပြီးလူသက်သမားကမီးကိုညှိနှိုက်ကဖုံးဆက်ခြင်းအောင်ဟန်ဆောင်ပြီး ိုဘက်ကလူကိုအားလုံးဆင်ပြေသွားပြီဆိုတဲ့ပုံစံမျိုးလုပ်ပြလိုက်ပါတယ်။ဒါကြောင့်ဟိုဘက်တိုက်ကလူကအကူအညီမခေါ်တော့ပါဘူး။ခဏနေတော့တွန်ဟာကောင်တာကိုသွားပြီးကွန်ပျူတာသုံးကဝင်ဝင်ကတ်အသက်တစ်ခုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့လူသက်သမားရောက်လာလို့အချိန်မီကွန်ပျူတာစကရင်ကိုအမြန်ပိတ်လိုက်ရပြီးထိုင်ကုန်းအော့ကိုဝင်ပုန်းနေခဲ့ပါတယ်။လူသက်သမားထွက်သွားတဲ့အခါမှာတော့တွန်ဟာတော့စနစ်အားလုံးကိုကွန်ပျူတာကနေ reset ချပစ်လိုက်တဲ့အတွက်လူသက်သမားဟာဝင်ဝင်ကတ်ကိုသုံးလို့မရတော့ပါဘူး။အဲဒီနောက်မှာတော့တွန်ဟာအစာအုပ်ကမိအများစုကိုပိတ်ချလိုက်ပြီးအယ်လန်ရှိတဲ့ယုံကန်လေးကိုသွားပါတော့တယ်။ အထက်ရောက်တော့အေလန်ကမိမတယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့အဲ့ဒီအချိန်မှာခန္ဓကားကိုလူသက်သမားကတနက်နဲ့ပြဖွင့်ဖို့ကြိုးစားနေတာကြောင့်တွန်ကတကားအနောက်ကိုအမြန်ဝင်ပုန်းလိုက်ပါတယ်။လူသက်သမားအထက်ကိုရောက်လာတဲ့အချိန်မှာတော့အေလန်နဲ့ယင်းနီးနေတဲ့ပုံထင်ရပြီးတစ်ဖက်မှာတော့ခွန်နာကမိမကတနက်ကိုထိုးလိုက်တဲ့အချိန်မှာသူမကိုလူသက်သမားကပြစ်တက်လိုက်ပါတယ်။ပြီးတာနဲ့သူမရဲ့တနက်ကိုယူပြီးအေလန်ကိုဒီယုံကန်တင်းမှာပဲနေလို့ပြောကထွက်သွားခဲ့ပါတယ်။လူသက်သမားထွက်သွားတဲ့အခါမှာတော့တွန်ကတည်သွားတဲ့မိမကဘာလို့လဲလို့အေလန်ကိုမေးကြည့်ခဲ့ပါတယ်။ အလန်ကသူမဟာဂေဘီစီပြစ်မှုကျူးလွန်မိသားစုဝင်တယောက်လို့ပြောပြခဲ့ပါတယ်။သူမကသူမယောက်ျားကိုစန့်ကျင်ပြီးတက်တည်ထွက်ဆိုမှဖြစ်တာကြောင့်မာဖီးယားတွေကသူမကိုနှုတ်ပိတ်ဖို့ခုနကကြေးစားလူသက်သမားကိုလွှတ်လိုက်တာဖြစ်နိုင်တယ်လို့အလန်ကပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲဒူဒူဆန်းဆန်းအတန်တွေကြားလို့သွားကြည့်တဲ့အခါလူသက်သမားကဖိုင်နေသိမ်းတဲ့ခံတကားကိုပစိန်နဲ့ခုတ်ပြီးဝင်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့အဲ့ဒီတကားကအရန်ကိုရေသွေးမြင့်စတီယောကြီးကမန်ယောလှုပ်ထားတာကြောင့်အလုံးမဖြစ်ခဲ့ပါဘူး။အဲ့နောက်အလန်နဲ့တွန်ဟာထွက်ပြေးဖို့ကြိုးစားကြပါမယ်။လူသက်သမားအတန်ကြားတာကြောင့်ချက်ချင်းပြန်ပုံလဲရပါတယ်။ ခဏကြာမှာတော့လူသက်သမားကတကားဆောင်ကိုသူနဲ့တူခေါ်လာကတကားဆောင်ပုံစံနဲ့တွန်းကိုထွက်လာပြီးဖို့မထွက်လာရင်သူတေရတော့မယ်လို့ပြောနေခဲ့ပါတယ်။တွန်းကသိမယုံကျင်တာကြောင့်တကားဆောင်တီးတဲ့သူ့အမြဲတုံးနေကြနမ်မီကိုပြောလိုက်ပါတယ်။ဒီနေ့အတိုင်းပဲလူသက်သမားကမဖြစ်နိုင်တာကြောင့်တွန်းကတကားဆောင်ကတေပြီးနေပြီလို့ခံမှန်းမိသွားခဲ့ပါတယ်။အဲနောက်လူသက်သမားကဓာတ်လီကားကနေပြန်ဆင်းသွားတဲ့အချိန်မှာတော့တွန်းတို့ထွက်လာပြီးကြိလိုက်တဲ့အခါတကားဆောင်ရဲ့အလောင်းကိုတွေ့လိုက်ရပြီးမင်းနိုင်တယ်လို့ရေးထားတဲ့စာကတ်ထားတာကိုလည်းတွေ့လိုက်ရပါတယ်။ အဲ့ဒီချိန်မှာပဲသူတို့ဖုန်းမိတဲ့အကြာလို့စပွဲခုံစီကိုတွားကြည့်တဲ့အခါတွန်တယောက်သူ့ဖုန်းနံပါတ်ကနေပဲခေါ်နေတာကိုတွေ့လိုက်ရပြီးအံ့ဩနေခဲ့ပါတယ်။အယ်လန်ကအဲ့ဒါကိုထောင်ချောက်လို့ထင်ပြီးထွက်ပြေးဖို့လုပ်တဲ့အခါလူသက်သမားကလမောင်းကိုလှမ်းပစ်လိုက်ပါတယ်။ဒီလိုနဲ့အယ်လန်လမောင်းထိသွားပြီးသူတို့ထွက်ပြေးကလူသက်သမားကလည်းနောက်ကနေလိုက်ပစ်ပြီးနောက်ဆုံးသူတို့အခန်းတကန်းထဲကိုဝင်ပုန်းခဲ့ပါတယ်။ဒါမဲ့အဲ့ဒီအခန်းတကားကိုလူသက်သမားကပစိမ့်နဲ့ရိုက်ဖွင့်နေခဲ့ပါတယ်။နောက်တော့တကားပွင့်သွားပြီမယ်တွန်တိုးကတော့ချိန်မီဖိုင်တွေတင်ထားတဲ့အခန်းထဲကိုဝင်သွားနိုင်လိုက်ပါတယ်။ တွန်အားလူသက်သမားရဲ့ဖုန်းကိုတုံးပြီးရဲခေါ်ဖို့လုပ်ပေမဲ့လူသက်သမားက password ခံထားခဲ့ပါတယ်။နောက်ပြီးတွန်ရဲ့ဖုန်းကလူသက်သမားစီမှာရှိနေပြီးတွန်က password မခံထားတာကြောင့်လူသက်သမားကတွန်းစော်လေးအန်နာကိုရုံးကိုခုလာခဲ့လို့စာပို့ထားခဲ့ပါတယ်။တွန်အားစော်လေးကိုကယ်ဖို့ဆရာထက်တန်နေင်းကအကြံတစ်ခုရသွားပြီးမိတုဆက်ကိုတုံးနေခဲ့ပါတယ်။အဲနောက်အန်နာရောက်လာတဲ့အခါမှာတော့လူသက်သမားကအန်နာကိုတနက်နဲ့ချိန်ထားလိုက်ပြီးအန်နာရဲ့ဖုန်းကိုလည်းတောင်းတာဖြစ်စီပြက်လိုက်ပါတယ်။ ဲ့ဒီအချိန်မှာပဲတွန်ကရောက်လာပြီးအန်နာကိုလှုပ်ပေးရင်သူ့ဝင်ခွင့်ကပ်ပြားပေးမယ်လို့လူသက်သမားကိုကမ်းလှမ်းလိုက်ပါတယ်ပထမတော့လူသက်သမားကမယုံကြည်ပေမဲ့အဲလန်ဝင်ညှိပေးလိုက်တဲ့အချိန်မှာတော့သဘောတူလိုက်ကသနတ်ကိုချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဲလန်ကဝင်ခွင့်ကပ်ကိုသွားပေးလိုက်ပြီးလူသက်သမားကလည်းအန်နာကိုလှုပ်ပေးလိုက်ပါတယ်ဒါမဲ့လူသက်သမားကသနတ်ထထုတ်ပြီးကောင်မလေးကိုလှမ်းပစ်ဖို့ပြင်လာကြောင်းအဲလန်ကတွန်းထုတ်ပြီးကယ်လိုက်ပါတယ်ဒါကြောင့်လူသက်သမားကအဲလန်ကိုထိုးကျိတ်လိုက်ပြီးဖိုင်ဒေရှိတဲ့အခန်းကိုခေါ်သွားပါတယ်ဟိုရောက်တော့လူသက်သမားကအဲလန်ကိုဘာလို့ဒီုံမှလူတွေအကုန်ရှင်းမထားတာလဲဘာလို့လူတွေရှိနေတာလဲလို့ပြောနေတဲ့အတွက် အလန်ကလူသက်သမားနဲ့တပွဲတည်းဖြစ်နေမှန်းကျွန်တော်တို့တွေ့ခဲ့ရပါတယ်။အဲ့တော့လူသက်သမားကတူထောင်ထားတဲ့ဘုံလေးကိုတက်သွင်းပြီးတဲ့နောက်မှာတွန်အားလူသက်သမားကိုတနတ်နဲ့ချိန်ရောက်လာပါတယ်။ဒါမဲ့လည်းလူသက်သမားကတနတ်ထဲကကြီးရီကိုကြိုထုတ်ထားခဲ့ပါတယ်။အဲ့ဒီချိန်အလန်ကထွက်ပြေးခဲ့ပြီးအဲ့ဒီဖိုင်ခန်းထဲမှာပဲလူသက်သမားကပိတ်မိပြီးကြံနေခဲ့ပါတယ်။လူသက်သမားကခုနကတွန်ပြီးတဲ့ဝင်းဝန်းကတ်တင်တဲ့တကားကိုဖွင့်ဖို့လုပ်ပေမဲ့ကတ်ကတွန်မိတ်တူဆက်နဲ့လှုပ်ထားတဲ့အတူကြီးဖြစ်နေတာကြောင့် လူသက်သမားတယောက်လည်းဖိုင်ခန်းနဲ့ပိတ်မိသွားခဲ့ပါတယ်။နောက်တော့ဘုံတွေစပောက်ပြီးဖိုင်တင်ထားတဲ့ဆင်တွေမိဆလောင်ကုန်ပါတယ်။လူသက်သမားလည်းဆွမ်းကုန်မိငိမ့်မှုလုပ်ပင်မဲ့အလုံးမဖြစ်ခဲ့ပဲနောက်ဆုံးမှာတော့မိကိုမှုပြင်တတိလက်သွားခဲ့ပါတယ်။ခဏနေတော့တုံဝင်လာပြီးလူသက်သမားစီကတနတ်ကိုလှုပ်ပစ်လိုက်ကဖိုင်စင်တွေကိုလဲချလိုက်ပြီးမိတွေကိုငိမ့်ပစ်လိုက်ပါတယ်။အဲဒီချိန်လူသက်သမားကထလာပြီးတုံနဲ့တိုက်ခိုက်ပါတယ်။ပထမတော့တုံကြီးပဲခံနေရပြီးနောက်တော့သူတို့ပြန်ကိုရီးယားချနေတဲ့ချိန်အဲလန်ရောက်လာပြီးလူသက်သမားကိုတနတ်နဲ့ပစ်တက်လိုက်ပါတယ်။လူသက်သမားဟာမသေးခင်လေးမှာဝမ်းဝမ်းနဲ့တူတူဆိုတဲ့ကနန်းတွေကိုပြောသွားခဲ့ပြီး တွန်ကသွေးထဲကတော့တွေကိုယူထားလိုက်ပါတယ်။အဲဒီနောက်တွန်ယုံစပွဲကိုပြန်လာတဲ့အခါမှာအမှုဖိုင်တွဲကိုတွေးခဲ့ရပြီးအဲ့ထဲမှာဈေးကုမ္ပဏီကသူတို့မှာကြောင်ပြနေတဲ့တက်တေတွေကိုဖျောက်ဖျက်နေတဲ့အကြောင်းကိုတွေးလိုက်ရပါတယ်။ဒီလိုနဲ့လူသက်သမားရဲ့ဖုန်းကိုသူနောက်ဆုံးပြောခဲ့တဲ့11နဲ့22ဆိုတာလေး password ရိုက်ကြည့်လိုက်တဲ့အခါဖုန်းပွင့်သွားခဲ့ပြီးထူးဆန်းစွာပဲ airline ရဲ့ဖုန်းနံပါတ်ကိုတွေးသွားခဲ့ပါတယ်။တကယ်တော့ဈေးကုမ္ပဏီက airline ကိုပါလက်ထိုးထားပြီးကုမ္ပဏီကိုဆွဲတဲ့အမှုကိုရှုံးအောင်လုပ်ပေးဖို့ကန့်လန့်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့် airline ကဖိုင်တွေကိုဖြစ်စည်းဖို့ခုနကလူသက်သမားကိုခိုင်းခဲ့တာဖြစ်ပါတယ်။ ဤရနဲ့အယ်လန်ကစီးပွားရေးသမားတွေဟာမာဖီးယားတွေထက်ပိုအန်နီယံများတယ်လို့ပြောကာတွန်ကိုပါထပ်ပြီးလက်ထိုးကြည့်ခဲ့ပါတယ်။ဒါမဲ့တွန်ကတော့လက်မခံပဲဖိုင်ကိုယူပြီးတော့ထွက်သွားခဲ့ပါတယ်။အယ်လန်လည်းဂျီမောင်းဂျင်တဲ့တွင်နောက်ဆုံးမှကိုကိုကိုတတ်တည်လိုက်ပါတယ်။ခဏနေတော့ရဲတွေရောက်လာတာကြောင့်တွန်နဲ့အန်နာဟာသူတို့တွေမမြင်ခင်ကတ်တိုးလေးအဲ့ဒီကနေထွက်သွားကြပါတယ်။အဲ့ဒီချိန်တစ်ဖက်ဖိုင်ကန်းထဲမှာတော့မိတူဆာဆေးကုမ္ပဏီရဲ့အပြစ်ကိုတတ်တည်ပြနေတဲ့တတ်တည်စာရွက်တွေကိုထောင်ထဲချီကူးယူနေပြီပဲဖြစ်ပါတယ်။ ဒါမဲ့အဲ့ဒါကိုရဲတယောက်တွေ့သွားပြီးတွေ့တဲ့ရဲကလည်းလူသက်သမားကိုတနတ်အိတ်ချထားပေးခဲ့တဲ့ရုပ်ရှင်ရဲ့စားကတုံနဲ့ဓာတ်လီကားထဲမှာတွေ့ခဲ့တဲ့လူပဲဖြစ်ပါတယ်။တစက်ထဲမှာပဲအဲ့ဒီရဲဟာလူသက်သမားရဲ့လက်ထဲကနေတုံရဲ့ဖုန်းကိုတွေ့သွားတဲ့အတွက်ချက်ချင်းပဲကြီးစားတယောက်စီကိုဖုန်းဆက်ပြီးတုံကိုရှင်းပြလိုက်ဖို့ပြောရင်းနဲ့ဇလန်လီလည်းဆုံးသက်သွားခဲ့ပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။